Hello အားလုံးဝမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာဆိုလို့ရှိရင်ဒါ Manchester United က Wolverhampton နဲ့ကစားရမယ်ပေါ့လေအတင်းတွက်ဒါနီးပြဖြစ်သူ Amorin ကိုယ်တိုင်ပြောထားသလိုအပြောင်းလဲတချို့ဒါတွေ့ရနိုင်တဲ့ပွဲပေါ့တိုက်စစ်မှာအပြောင်းလဲတွေဖြစ်လာမလားကွင်းလေနောက်တန်း Winbacks Benia တွေမှာအပြောင်းလဲတွေဖြစ်လာမလဲပေါ့နော်ဒါအပြင် Europa League ကအတင်းတွက်အများကြီးအရေးကြီးပြီဆိုပြီးတော့ပြောထားတဲ့အနေထား Europa League ကိုပဲအာယုံဆိုင်ကစားတော့မယ်လို့ Amorin ပြောပြီးတဲ့အချိန်မျိုးမှာဒီလိုအပြောင်းလဲတွေကကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်သူတို့ရဲ့ဘယ်လူငယ်ကစားမတွေပို့ပြီးတော့နေရာရ လာမလဲဆိုတာကလည်းကျွန်တော်စောင့်ကြည့်ခြင်းစရာပဲပေါ့နော်ဆိုတော့ဥပန်ဟန်တန်ကိုကျွန်တော်လက်ခံကစားရမယ်အားလုံးလည်းသိတဲ့အတိုင်းပဲလက်ရှိဥပန်ဟန်တန်ကကိုရီနဲ့စားလို့ရှိရင်ပရီးမီးယားလိမှာဖောင်ပူကောင်းနေတဲ့အတင်းလို့ပြောလို့ရတယ်ဒါအပြင်ဒီနီးပြဒီဥပန်ဟန်တန်ကပဲဒီကစားခွက်နဲ့ကိုရီကိုပထမအကြော်မှာသူတို့အိမ်ဝင်တော့ကတူးစီးနဲ့ကျွန်တော်တို့ကိုနိုင်ထားတာဆိုတော့နီးပြအဖြစ်သူအမ်မိုရင်အတွက်တော့နောက်ထပ်ဒါအိမ်ဝင်ဖြစ်ပေမဲ့လည်းလို့ဒါခင်းရင်အောင်မဲ့ challenge တစ်ခုပေါ့လေ နောက်ဆိုတော့ဒါအပြင် injury ပြဿနာကြုံတန်ရရှိတဲ့ကစားမားတွေ risk မယူသင့်တဲ့ကစားမားတွေအနာပေးသင့်တဲ့အရေးကြီး player တွေလည်းအနာပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်အပြောင်းလဲတွေပွဲထွက်လူစီမှာအများကြီးဖြစ်နိုင်ပြီးတော့လူငယ်တွေ၃ယောက်လောက်ထိတောင်မှတွေ့ရနိုင်စွမ်းရှိတဲ့အခြေအနေမျိုးပါ။ဒါပေမဲ့လို့ဘာလို့ကျွန်တော်တို့ Europa League လုံးဝရမှသိတယ်မလားအသင်းတွက်ကအခြေအနေကောင်းပါ။အဲ့ဒီတော့ Premier League ကိုလည်းကျွန်တော်တို့ကအကုန်လုံးကိုငါတို့ကတော့ Europa League ပဲအာရုံစိုက်မယ်ဟေ့ဆိုပြီးတော့ Podipoza ကစားလို့တော့မရဘူးပေါ့လေ။ ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့ပရီးမီးယားလေးရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်လိုက်ရင်ကိုရီတွက်မျောလင့်စရာဘာမှမရှိတော့ဘူး။ယာဒီကုံတိလက်ကျန်ကျွန်တော်တို့ဒါဟိုဘယ်လိုမှမနေပွဲတော့၅ပွဲလားလားကျန်သေးတယ်။ဒီပွဲဆို6ပွဲပေါ့နော်။လက်ကျန်6ပွဲလုံးနိုင်နေသလိုရှင်တောင်မှကိုရီအတွက်ကမျောလင့်စရာအများကြီးတိတ်မရှိတော့ဘူးပေါ့လေ။ဒီ top 4တွေပါတွေ top 5တွေနဲ့ပတ်သက်လို့နော်။ဆိုတော့ဟိုအစင်စရာဒီလက်ရှိပရီးမီးယားလေးအစင်စရာကနေပြီးတော့အစင်ရက်တီမှုကနေကျွန်တော်တို့ Champions League ဝင်ခွင့်ဥရောပဝင်ခွင့်တွေရဖို့ကလုံးဝမလွယ်တော့ပါဘူး။ ဆိုတော့အသင်းတွက်ကဒီချန်ပရီးမီးယားလိမာကဒီထက်တော့ပိုပြီးတော့ရုပ်ပြည့်စင်ပြတ်မဖြစ်တင်ဘူးဘာလို့လဲဆိုတော့ကိုရီးယားအဆင့်ဆက်ခွန်ကလက်ရှိဝူဘန်ဟန်တန်နဲ့၃မှတ်လောက်ပဲကျွန်တော်ကွာတာဒါဟာတော်တော်ကြီးအခြေအနေမကောင်းဘူးပေါ့နော်ဆိုတော့အသင်းအနေနဲ့အဲ့လိုအဆင့်ရက်တင်မှုတွေကိုတော့ကျွန်တော်ပြောင်းလဲပြစ်မှားရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကိုအထက်ကအသင်းအနေနဲ့လည်းကျွန်တော်က၅မှတ်လောက်ကွာနေသေးတယ်ဆိုတော့ဒီပွဲနိုင်တာနဲ့ချက်ချင်းအဆင့်တက်ဖို့ကလည်းအလံဝေးသေးတယ်ဒါပေမဲ့လို့ရာဒီကော်မတီအခြေအနေတွေရောဒီမှာကျွန်တော်တို့ကငါတို့တို့ရေယူရိုပါလိကိုပဲအာယုံဆိုင်မယ်ဆိုပြီးတော့တပွဲမှန် နော်ကျွန်တော်တို့ကမနိုင်မဲ့နီးလန်းနေနေတော့ကျွန်တော်တို့သွားကစားလို့တော့မရဘူးဆိုတော့ MO ရင်အတွက်ဒီပွဲကတော့အတိုင်းအတာတစ်ခုတည်းတော့ရလကလေးတွေကောင်းဖို့အတွက်တော့ပြင်ဆင်လာအောင်မယ်လို့ကျွန်တော်ထင်တယ်ရှိတဲ့ကစားမားနဲ့ပေါ့နော်ကျွန်တော်တို့လုံးဝမဖြစ်မနေနိုင်ရမယ်ဟေးဆိုပြီးတော့အယုံဆိုင်မှာမျိုးမဟုတ်တဲ့တွေတချို့ကစားမားတွေကိုတော့အနားပေးပါလိမ့်မယ်ဆိုတော့ဒီပွဲမှာအဲကျွန်တော်တိုက်စစ်မှာဂျီရိုအိုဘီကိုအများကြီးမြင်ရတဲ့နေပေါ့နော်ဒီဒီဂျီရိုအိုဘီကလက်ရှိတိုက်စစ်မှာဆိုလို့ရှိရင်ဇစ်ဆီတန်ရာပြည်တနာခြုံသွားပြီးတဲ့နောက်ပိုင်းမှာပရီးမီးယားလိမှာဆိုလို့ရှိရင်ကျွန်တော်တို့ နေရာပူရလာတော့မယ့်အခြေအနေမျိုးเนาะ Rasmus Hojlund ကဟိုဟိုဟာမှာဟိုဘယ်လိုပြောမလဲဒီ Europa League ကိုပဲပို့ပြီးတော့နီးပြားကအသုံးပြုဖို့လုပ်ထားတယ်။ဒါအပြင်ဒီလူငယ်လေးချီတူ OB ကိုယ်တိုင်ကလည်း Europa League မှာကစားခွင့်ကျွန်တော်မရှိဘူးပေါ့နော်။အဲ့လိုမျိုးဆိုတော့တည်ကြတယ်ကျွန်တော်ချီတူ OB တို့က Premier League မှာကစားခွင့်ကြီးအများကြီးပိုရလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဟိုဒီကောင်လေးကစားခွင့်ပိုရလာလိမ့်ကျွန်တော်တို့ငါတို့ဘလောက်ဘလောက်ဖြစ်ဒီကောင်လေးစီကနေပြီးတော့ မျောလင်းလို့ရလိမ့်မလဲဆိုတာမျိုးတွေပို့ပြီးတော့မြင်တာတွေဖြစ်မှာပေါ့ဗျာနော်ဟိုတိုက်စစ်တီကျွန်တော်တို့ကဝဲဝူကျူးပန်းနေတာမလားနော်အခုလည်းရှိရှိတဲ့တိုက်စစ်မှုနှစ်ယောက်ကလုံလုံကြီးအဆင်မပြေတာကစားပုံအဆင်ပြေတော့မှ twin ကိုနဲ့ပတ်သက်လို့အားကိုးစရာမရှိတာဒိုင်မိုးတွေနဲ့စားလို့ရှိရင်နွေမာတိုက်စစ်အစားတော့ကျွန်တော်တို့လုပ်နေတာဆိုတော့ပရီးမီးယားလိဂ်ကလည်း6ပွဲလောက်ပဲကျွန်တော်တို့နေထားမှာချီရိုအိုဘီဝင်ကစားမဲ့ပွဲတွေကိုကျွန်တော်တို့ကြည်ရင်းနဲ့ဒီကောင်လေးကိုကျွန်တော်တို့ဘလောက်တိမျောလင်းလို့ရမလဲလာမယ့်နွေရာသီကျွန်တော်တို့ဒါရာသီကြိုခြေစမ်းပွဲစဉ်တွေမှာရောနောက်ရာသီအတွက်ပြင်ဆင်မှုတွေမှာ ဘလောက်တိသူ့ကိုနေရာပေးနိုင်မှာလဲပေါ့ဒါတွေကိုတွေးရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့တိုက်စစ်မှာ Resmel Hoyland ဆိုတာတဲ့ Chido OB ကိုပဲအများကြီးပို့ပြီးတော့မြင်ရဖို့ကျွန်တော်မျှော်လင့်တယ်ဒါအပြင် Harry Armas နဲ့ Left Wing Backs နေရာမှာပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ် Patrick Dokuro ဘာတို့ကိုအနာပေးပြီးတော့ပေါ့နော်တခုရှိတာကတော့ Europa League ပွဲစဉ်မတိုင်ခင်မှာကျွန်တော်တို့ကြားထဲမှာနှစ်ပွဲကစားရအောင်မှာ Wolverhampton ရဲ့ Aston Villa ရဲ့လားမသိဘူးနော်နှစ်ပွဲကစားရအောင်မှာဆိုတော့အသင်းတစ်ပါးကတော့ ျွန်တော်တို့ဒီစိန်ခေါ်မှုတော့เนาะမြင့်တယ်လို့ပြောရမှာပေါ့လေဟိုပရီးမီးယားလေးကိုလည်းအဲ့နှစ်ပွဲစလုံးရည်ကြည့်တဲ့ကစားမတွေအကုန်လုံးကိုအနားပေးလို့မှမဖြစ်တာကြားထဲမှာတော့၃ဝအောင်မှမိနစ်နိုင်ဝက်ပဲဖြစ်ဖြစ်25မိနစ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်ရှိဝူဘန်နဲ့တဲ့ပွဲကိုတုံးပြီးတော့နောက်ပွဲကျမှเนาะဒီယူရိုပါလိကကံကံဒီပွဲကျမှအနားပေးလိုက်တိုင်းမျိုးလည်းမြင်ကောင်းမြင်ရနိုင်တာပဲဒါပေမဲ့လို့ Harry Armstrong ပေါ့နော်ချီရိုအူဘီတို့ကတော့လုံးဝဆိုသလိုကျွန်တော်အနေနဲ့ဒီ ပွဲထွက်လူစင်းနေမှာမပါတော့မှပွဲကစားကွင်းကြီးပို့ပြီးတော့ရလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒါကလက်ရှိအသင်းရဲ့ကျွန်တော်တို့ဒါတိုက်စစ်နဲ့ win backs ပေါ့နော်ပြောင်းလဲစရာနေရာကအဲ့လားပဲရှိတာနောက်တန်းတို့ပါလို့ဆိုလို့ရှိရင်လည်း Aiden Heaven တို့ပါတော့ကိုမြင်အောင်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်လူစင်းနေတော့ပါကောင်းပါလာနေတာပေါ့လေအဲပြီးလို့ရှိရင်လည်း Kobe Mainu တို့ Mason Mount တို့ Luke Shaw တို့ပေါ့နော် injury ပြဿနာကြုံထားတဲ့ကစားသမားတွေဘယ်သူတွေပို့ပြီးတော့နေရာရလာမလဲဒါပဲကျွန်တော်ကြည့်ရမယ် ဆိုတော့ညီကလေးနေနေရောကျွန်တော်ဒီနေ့ညပွဲမှာရလတ်နဲ့ပတ်သက်လို့ဘလောက်ထိမျောလင့်ထားကြလဲဘယ်ကစားမတွေကိုပို့ပြီးတော့မြင်ရဖို့မျောလင့်ထားကြလဲဆွေးနွေးကြပါဆိုတော့ဒီညဝေချလောင်းအစီအစဉ်မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ